တရက်ဆယ်လ2025ပေါ့နော်ဒီကနေ့မှာဆိုလို့ချင်တော့နေပြီးတော့မှဘလီနဲ့ပတ်သက်ပြီးတော့ဒီပောက်ကိုတော့ကနေပြောမှာပေါ့နော်ကျွန်တော်တို့အမျိုးသားရေးဆရာတော်များနဲ့ပူးပေါင်းပြီးတော့မှကန့်ကွက်ကန့်ကွက်လေးပေါ့နော်ကန့်ကွက်ဆန္ဒပြမယ်ဆိုတဲ့သဘောမျိုးကိုသူပြောလာတာကိုတွေ့ရပါတယ်။โอเคဒါဆိုလို့ချင်တော့သူဘာဒီထပ်ပြီးပြောထားလဲဆိုတာကိုဒီဗီဒီယိုဖိုင်လေးမှာကျွန်တော်လည်းတူတူကြည့်ရမှာဖြစ်ပါတယ်။ကျွန်တော်ကြည့်လိုက်ရအောင်ဗျာ။ ကောင်းလောက်နဲ့နဲ့ခင်ပါဗျဒီနေ့ဟာတရက်ဆက်လာပါ2000နဲ့မှ25ဖြစ်ပါလေဗျအဓိကတော့ live ဘောမှာကြားရိုက်နေတဲ့တပတ်ကဗလီနဲ့ပတ်သက်ပြီးမှနေပြီးတော့မြတ်တားရေးတော်ကြီးဆရာတော်ကြီးတွေနဲ့ပေါင်းပြီးမှယာယီဓမ္မတာကာကျော်ကြီးနဲ့ဝင်းကြီးချုပ်ကာကျော်နော်ဇီဝတာစာတင်ထားတယ်ပေါ့နော်စာတင်ထားတဲ့အားနဲ့ပတ်သက်ပြီးမှဦးစင်းတို့ကတော့နော် ဥုံမှုကြီးမင်းအောင်လည်းနဲ့ယာယီဓမ္မပြောင်းစုဟိုကြေတော်စုဓမ္မတမြန်မာနိုင်ငံတော်တဲ့နော်လောင်တော်ကြီးတို့နဲ့တပည့်တော်တို့ကတော့ထတ်တူရှိပါထတ်တူရှိကြပါဗျာထတ်တူရှိတော့ဒါအကောင်းဆုံးပါလိုင်းပေါ်မှာပြောတာလိုင်းပေါ်မှာပြောနေရဆိုတာဆိုင်တို့လက်တွေ့ကောင်းထဲပေါ်လိုက်တာအကောင်းဆုံးပါဗျာရဟန္တာကလူလူနဲ့အမျိုးသားရေးဆရာတော်များနဲ့လူလူကလက်မခံတော့ဘာမှလုပ်လို့မရပါဘူးဗျာဘာမှလုပ်လို့မရပါဘူး ဒီဒဂါကြီးဘူးလက်ဆိုရတော့နေပြည်တော်မှာဘလီမဆောက်ဘူးလို့ပြောပါတယ်အမှန်ဆောက်ပါတယ်အမှန်နေပြည်တော်မှာဘလီရပေးထားပါတယ်2023ဝါပါနေရာတနေရာ ပေးထားပါတယ်နော်နေရာတနေရာပေးထားတယ်နော်အားကြောင့်တို့တွေရတဲ့အခါမှာလည်းတို့တွေကအငြိမ်မနေဘဲနဲ့ရွာရည်နာရွာလူရွာသားတွေနဲ့အစင်မပြေရွာလူများနဲ့မြောက်မူဆလင်ဆိုတော့တချို့မူဆလင်ကဒီအတိုင်းပဲအနေအနေအတိုင်းမတက်ဘူးရရည်ဆိုတော့ သူကပဲဒါလေးရသွားနဲ့ကာကြုတ်ကြီးပဲပိုင်ပြီးသွားပြီးကိုစစ်တပ်ပဲရုတ်လက်ထက်ရောက်သွားပြီးကိုစစ်တပ်ကိုဒုလို့ချက်လုံးတဲ့အနေထားတွေပြောပုံကြတယ်ကြာအနေထားတွေဒီပုံစံတွေလုံးပုံကြရွာရွာတိုင်းအဲ့တော့ရွာရွာတိုင်းကလည်းမခံမရနိုင်ဖြစ်ပြီးမှမချစ်လူငယ်တွေပေါင်းပြီးမလီနော်ဒီနောက်ပြီးတော့ခမဒီ live မော်မှာကလည်းဒါကြီးကအချိန်ကြိုက်နော်ဒီခု live မော်မှာပြောနေတဲ့တကားဖင်လန်မောင်မောင်တို့တော်တော်များများပြောနေတဲ့သူတွေကဟောင်းဟောင်းစီတို့တော်တော်များများပေါ့အများကြီးပါပြောတဲ့သူတွေက ဒီ2023ကပြေးထားတဲ့ဟာကိုဒီချိန်မှအချိန်ကြိုက်ပြောရဲဆိုတော့မင်းစဉ်းစားစရာနော်စဉ်းစားစရာအချိန်ကြိုက်ချရနော်စဉ်းစားစရာဒါဒီလူလူတို့ကိုတတ်မတော်ပေါ်အထင်လွဲအမြင်လွဲအောင်လုပ်လိုက်တဲ့သဘောပဲနော်မြူဒါရေးရဟန်းတန်ဃာတော်တွေနဲ့တတ်မတော်နဲ့ရန်တိုက်ပြလိုက်တဲ့သဘောပဲခြား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 ဟုတ်လားဘဒုဘဒုဖြစ်ဖြစ်ငါတို့ကဝဲကြည့်ပိတ်တက်ဆိုတော့ငါတို့ကအဓိကတော့ဒီပွဲစုအောင်လုပ်ဖို့ငါတို့တာဝန်ဆိုတဲ့ပုံစံမျိုးနဲ့ တကယ်လည်းလူစိတ်ထဲမှာမျိုးတိုင်းစိတ်ရှိလို့မဟုတ်မျိုးတိုင်းစိတ်တယ်လည်းရှိလို့မဟုတ်မျိုးရမာနိုင်ငံကြီးလည်းချစ်လို့ပြောတာမဟုတ်ဘူးကွာနော်ဒါလေးလည်းသဘောပေါက်ဖို့နော်ဒီလိုမျိုးလူများအနေနဲ့လိုအပ်ပါတယ်ဒါဘာပြောပြောအခုလို့ဒါစာတင်တာတွေ့ရတော့နော်နေပြည်တော်မျိုးတိုင်းအဖွဲ့တဲ့ဥဆောင်ဆရာတော်များလက်မှတ်ရေးထိုးပြီးလီဆောက်လုပ်မှုနဲ့ပတ်သက်ကန့်ကွက်စာနိုင်ငံတော်အကြီးကိမ်းမားထံတင်ပြတဲ့နေပြည်တော်မျိုးတိုင်းအဖွဲ့ဥဆောင်ဆရာတော်6ပါးကလက်မှတ်ရေးထိုးပြည်မနာမျိုးတွေ သစ်စိတ်ပြေရွာထိပ်တွင်ဗလီဆောက်လုံနေမှုနဲ့ပတ်သက်၍ကက်ဝက်စာနိုင်ငံတော်အကြီးအကဲများထံတင်ပြထားကြောင်းသိရှိရပါတယ်တဲ့ဆရာတော်ဥပညာကဒီကနေ့ဘုန်းတော်တို့အဖွဲ့တဲ့မဆာကိုတာဝန်ရှိသူများကစစ်ဆေးကိုခေါ်တယ်တဲ့ဘုန်းတော်ကလည်းလိုက်ပါသွားခဲ့တယ်တို့တို့စစ်ဆေးမိမဲ့ကိစ္စကိုကြိုတိနေတယ်လေတဲ့ဒီမဲ့တဲ့ပိုင်းမှာပဲတဲ့ဘုန်းဘုန်းကြီးတို့နိုင်ငံတော်အကြီးအကဲများထံဒီကိစ္စနဲ့ပတ်သက်ပြီးကက်ဝက်စာပို့ထားယူပါပြီပို့လိုက်တဲ့စာကိုလည်းခေါ်ယူမင်းမြတ်နဲ့တာဝန်ရှိသူတို့တစ်ခုပေးခဲ့ပါတယ်အဓိကအားဖြင့်တော့ဒီမြေနေရာမှာရခဲမူလား စိုက်ပျိုးမြေနိုင်ငံတော်ကတင်စီထားတယ်တင်စီစင်ကာလတန်ကြီးပေးခဲ့တယ်မဟုတ်ဘူးတဲ့နိုင်ငံတော်စီမံကိန်းအတွက်တင်စီခဲ့တာဖြစ်တဲ့အတွက်ရွာသားတွေကလည်းနိုင်ငံတော်စီမံကိန်းအတွက်ဆိုတော့ကြည်ကျင်နေနေကြီးပေးခဲ့တယ်တဲ့ဒီနေရာမှာအခုလိုဗလီဆောက်တယ်ဆိုပြီးတော့ရေရှည်မှာဘလို့မှအဆင်မပြေဘူးဒါကိုအဓိကထားပြီးတင်ပြတယ်တဲ့မင်ကြားတယ်တဲ့ခုံမင်းများစေတဲ့ဆရာတော်ဥတုမနာကိုလည်းအခုလိုပဲနိုင်ငံတော်ကခွင့်ပြုထားတယ်ဆိုတော့အပေါ့နိုးနဲ့ရွာလိုရွာသားတဲ့ဟိုနော် ခွင့်ပြုထားတဲ့ဆိုတဲ့ဘာမျိုးနဲ့တဲ့ရွာလူရွာသားတွေကိုမရှိမဲ့မြေပြောဆိုလာပြီဒါကိုအစာပဲရှိတဲ့နောက်ဆိုရင်ပြဒနာကတဖြည်းဖြည်းကြီးထွားလာတယ်ဒါကိုနိုင်ငံတော်အကြီးအကဲတွေတည်စေခြင်းနဲ့တဲ့ပြန်လဲတုံ့တက်စေခြင်းနဲ့တဲ့နောက်တော့လည်းမြို့သားကြီးဆိုတာထိတ်တိုက်တွေ့ရမယ့်အခြေအနေမျိုးမဟုတ်ဘူးလေတဲ့အကျိုးအကြောင်းစီလျော်ဆောင်ရွက်ကြဖို့တော့အဓိကတရဏမဖြစ်အောင်ဆောင်ရွက်ဖို့တော့လိုတယ်တဲ့ဒါဆရာတော်ရဲ့မိကြားချက်ပေါ့နော်အလိုတိုင်းနဲ့တတ်မလို့တတ်မလို့နဲ့အလိုတိုင်းဆိုတာကဒါတစ်ထက်ထဲမှာရှိတယ်အတူတကွရှိတယ်ဘယ်ရာပဲလို့လို့ဆရာတော်ကြီးကြီး ဟုတ်လားဆရာတော်ဘုရားကြီးကြီးရဲ့ဒါเนาะရဲ့အတန်ကိုလည်းနားထောင်ဖို့နိုင်ငံတော်เนาะနေနဲ့လိုအပ်တယ်ဆိုတဲ့အကြောင်းကိုဒါဒေပြပါခြင်းပြောပြောခြင်းဖြစ်ပါလေကเนาะနောက်ပြီးတော့တောင်လူတွေရဲ့လေယာမြေတဲ့တောင်လူတွေရဲ့နိုင်ငံတော်အတွက်ဆိုလို့ရှိရင်တော့ဒါတိတ်နာပါဖြစ်ဘောနိုင်ငံတော်အတွက်ဆိုတိတ်နာပါဖြစ်ဘူးဒီလိုနေရာမှာနိုင်ငံတော်အတွက်ဟိုနဲ့ဗလီအတွက်ဖြစ်သွားတော့ဒါဥစဉ်တို့တိရတဲ့လောက်ကတော့ခရိယာကိုလည်းပေးတယ်ဟိန္ဒူကိုလည်းပေးတယ်ဗလီကို အစလန်ကိုလည်းဒီခရစ်မင်းနေမှာပေါ့နော်2023ကလက်ဆောင်ခန်းလာနဲ့လုတ်ပေးလိုက်တယ်လို့ဦးဇင်းတို့ကတိရတာပေါ့နော်ဦးဇင်းတို့တိရတဲ့အနေအထားကိုပြောပြချင်းဖြစ်တယ်နော်ဒါဆရာတော်ကြီးစီပောက်ခေါ်လဲဆရာတော်ကြီးရဲ့စကားအဲ့လိုကြားတာဦးဇင်းတို့ကြားတယ်ကြားတယ်နော်ဆရာတော်အေးငါလည်းဒီမနေပြီးတော့မှဆောက်ဖို့အတွက်ငါတို့လည်းဟုတ်လားစင်သာကြီးကြီးဆောက်ဖို့အတွက်ကာကျော်စီတောင်းရမှာကွာတဲ့အလူခမ်းမှာကွာတဲ့ဆရာတော်ကြီးတော့ကြီးပြောပြောတယ်ပေါ့ဗျာနော်ပြောတယ်ပေါ့နော်တော့ဦးဇင်းတို့ကတော့ဘာပြောပြောမြို့သားကြီးနဲ့ထပ်တူဦးဇင်းတို့ဒီ တမရောချစ်တာဘောမချင်မဟုတ်ပါဗျာတမရောဒီနိုင်ငံနဲ့အကျိုးစီးပွားကိုကိုတိုင်းပြည်ကိုဘာသာနာကိုကာကွယ်ဆောက်ရှောက်မဲ့သူဆိုပြီးမှဥစဉ်တော်ရောက်ကြည့်မှုအပြည့်အဝနဲ့တမရောထောက်ခံခြင်းဖြစ်ပါတယ်တမရောဒီဘယ်တော့မှအမျိုးသားရေးကိုတစ္ဆာမဖောက်ဘူးဆိုတဲ့เนาะခံယူချက်နဲ့ရောက်ကြည့်မှုနဲ့မူကြောင့်ဥစဉ်တော်ကတမရောကိုအစင်ဆိုင်ဒါအတက်အန်ရဲ့ဂျားကနေဆိတ်ချောက်မှုဂျားကနေလက်တွေ့လက်ဥစဉ်တော်တက်အန်ချင်းချောက်ခံရတာလေဒါပြောရင်ဖေရဒီဒီရဲ့ညာမှုခံရတာလေ ဒါဦးစင်းတို့ဖရဲဒီတီရဲ့မလို့မုံတူးမှုဆောင်ရတာတွေဒီနိပိတ်အကြဖက်မှုတွေရဲ့ရာဆောင်မှုခံရတာတွေနဲ့ဦးစင်းတို့ကမျိုးမျိုးဖြတ်ကျော်ပြီးမှမျိုးမျိုးဖြတ်ကျော်လက်ရှိလည်းဦးစင်းတို့ဒါတွေဖြတ်ကျော်နေရလက်ရှိလည်းလွတ်တွေ့ဦးစင်းတို့မှာလည်းလိုခံနေရတဲ့အနေထားရင်ဆိုင်ပြီးမှဦးစင်းတို့ကတမတော်ကိုချစ်ထားပါတမတော်ကိုထောက်ခံတာပါ ဦးစင်းတော့လေတိုင်းဘော်ကနေတက်မလို့ပါဇက်နဲ့ထောက်ခံတယ်ပါဇက်နဲ့ဝိုင်းရနေခြင်းမဟုတ်ပါမြေပြင်မှာအကောင့်တလက်တွေခေါ်ပြီးမှလည်းထောက်ခံတယ်လို့ဒီလူငယ်တွေကလည်းလမ်းမမရောက်အောင်အကြမ်းဖက်မှုတွေရောက်မတော့အောင်ထိန်းသိမ်းနိုင်ခဲ့တာလေဦးစင်းတို့တခါကြီးတို့အတည်ဆုံးပါပဲအဲ့တော့ဦးစင်းတို့ကတော့ပြောပြီးပဲမြို့သားကြီးနဲ့ဒီနေပြည်တော်အမျိုးသားရေးအဖွဲ့နဲ့ဦးစင်းတို့ကတော့တခြားဆက်ရှိတယ်ဦးစင်းတို့အနေနဲ့နိုင်ငံတော်ကတကယ်ခွင့်ပြုရင်ဘာမှမတတ်နိုင်ဘူးလေကန့်ကွက်ဖို့တော့ဦးစင်းတို့လည်းခြေထက်လာမင်းတော့မခြေနိုင်ဘူးပေါ့ဗျာ ။မကျင်တာကိုမကျင်တာဘူးဒါဘုံပွက်လေးလင်ပြောရလို့ရှိရင်ဟုတ်လားဥစဉ်တို့ဒါပေမဲ့ဒီလိုဟာပို့ဆိုရင်မျိုးတိုင်းအင်အားစုအများစုရဲ့ဒီ live ဘောကနေကိုစော်ဖိုးရင်းလို့ပေါ့နော် live ဘောကနေပါးစပ်နဲ့ပြီးမသွားပဲနဲ့ကိုစော်ဖိုးရင်းကိုလက်ခုတ်တန်းနေအားပေးကြတယ်ဗျအများကြီးအားပေးကြတယ်အဲ့ဒီကြာခုထောင်းစားတော်တွေ့မဲ့သူတိတ်မရှိကြဘူးပေါ့နော်။အဥစဉ်တို့ပြောချင်တာကဒီတကယ်ဒီဟာကြီးကိုခင်ဗျားတို့က တကယ်စုပူမှုမဟုတ်ခဲနဲ့မြို့သားရဲသမိုင်းနဲ့တတ်မတော်ဘူးထိတ်တဲ့ရင်ဆိုင်နဲ့ရလိုက်ခိုက်ရလိုက်တာမဟုတ်ဘူးဆိုလို့ရှိရင်ခင်ဗျားတို့ကိုယ်တိုင်လည်းဒါလက်မှတ်တွေထိုးပြီးလက်မှတ်တွေနဲ့ကတ်ကွက်ဖို့လက်မှတ်တွေပြီးတော့မှရှိတဲ့ဒါလူတွေလည်းလက်မှတ်တွေထိုးမယ်ထိုးပြီးမှမြို့သားရဲဟန်မြန်မာနိုင်ငံမှာရှိတဲ့ရဟန်းတန်ကတော့လက်မှတ်ထိုးမှာကာချုပ်ကာချုပ်ကြီးစီကိုဒီလိုကတ်ကွက်စာတွေတင်ဖို့တော့လိုအပ်တယ်လို့ဦးစင်းကတော့တုံ့တက်ချင်ပါတယ်ဗျာနော်တုံ့တက်ချင်ပါတယ်ဒါတော့မြို့သားရဲတတ်မတော်နဲ့တတ်မတော်နဲ့မြို့သားရဲမြို့သားနဲ့တတ်မတော်ကဒါစီလုံးညွညွမှုနဲ့ ဒါကာကြုတ်စီကိုဒါဒါမကျင်တတ်ဘူးဒါတွေကိုတင်ပြတာလုံးဝမကျင်တတ်ဘူးဒါတွေကိုလက်မခံဘူးဆိုတော့ဒီလိုကြီးဘလီဂျီစောက်ခွန်ပြောလက်မခံဘူးဆိုတဲ့တဘောတော့ဒါနေပြည်တော်ရဲ့အမျိုးသားရေးဆရာတော်ရဲ့များရဲ့လုပ်ရက်ကမှန်ကန်တယ်လို့ဦးဇင်းတော်ကလည်းတရားခိုင်တော့ထောက်ခံပါလေအားလုံးပါပဲ။အပေါ့ကြီးอ่ะသူ